်းသောအဖန်ပရိသတ်များမင်္ဂလာပါဒီစီစဉ်ကတော့ကင်းတမိုင်းကင်းတော်လိုင်းတွေအကြောင်းပြောပြမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီတစ်ပတ်တင်ဆက်မယ့်အကြောင်းအရာကတော့အင်းစိတ်ကိုတိမ့်နိုင်ခဲ့တဲ့ကင်းတော်လိုင်းရဲ့အစအကြောင်းပဲဖြစ်ပါတယ်အင်းစိတ်မျိုးဟာ KNDO ရဲ့ဗဟိုဌာနချုပ်ဖြစ်ရုံမကကင်းယူဗဟိုကောင်းဆောင်အများပြနေထိုင်ခဲ့တဲ့အမျိုးလည်းဖြစ်ပါတယ်စောပါဦးကြီးစောဆန်းကေစောဟန်တာသာမွေမန်ပါဇန်စဘောမောလေစောဘဲလေဦးဇန်နဲ့မန်ဂျေးစ်ထွန်းအောင်တို့ကအဲ့ဒီအချိန်မှာအင်းစိတ်မျိုးမှာနေထိုင်လေ့ရှိတယ်လို့ဖူစကောလက်တော်ကပြောပါတယ် ရင်းကြောင့်အရန်သူတွေကအင်းစိတ်မြို့နယ်တကွာကရင်ကောင်းဆောင်တွေလက်နက်ကိုင်အဖွဲ့အစည်းတွေကိုတောရဲအတွင်းတိတ်ပိတ်ထားခဲ့လိုက်ပါတယ်1949ဖေဖော်ဝါရီ2ရက်နေ့မှာတော့ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကမင်္ဂလာတုံလေရင်ကွင်းကိုဝင်ရောက်တိုက်ခိုက်ရာလေရင်ကွင်းတစ်ခုလုံးနဲ့အနေပဝန်ချင်းစီစစ်ကန်အားလုံးကိုလည်းတိတ်ပိတ်လိုက်ပြန်ပါတယ်မင်္ဂလာတုံမှာရှိတဲ့ရန်သူတပ်တွေဖြစ်တဲ့အမြောင်တပ်အချက်ပြဆက်သွေးတပ်လက်နက်ပြင်ဌာနစာတာတွေရှိနေကြတဲ့ကရင်စစ်သားအားလုံးဟာ အင်းဆက်ကိုလာကြပြီးကင်လက်နက်ကင်အဖွဲ့အစည်းနဲ့ပူးပေါင်းကရန်သူကိုပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ဖူစကောလက်တော်ကပြောပါတယ်။ဆိုပါတိုက်ပွဲမှာကရင်တွေဟာရန်သူထံလက်နက်ခဲရန်အများအများကိုရရှိထားပေမဲ့လည်းလေရင်ကွင်းမှာရှိတဲ့လေရင်တွေတော့ဖျက်ဆီးခြင်းမပြုခဲ့ပါဘူး။အဲ့ဒီအချိန်ကရန်သူတပ်တွင်စီချင်းတပ်တွေကလည်းကရင်တို့ကိုမအောင်ရှဲအဟန့်တောင်းမှပြုလုပ်ခြင်းမရှိခဲ့တဲ့အပြင်ကရင်နောက်ကိုလိုက်ရမလာလို့တောင်းမေးမြန်းခဲ့သေးတယ်လို့ဖူစကောလက်တော်ကပြောပါတယ်။ဒါပေမဲ့လည်းကရင်တွေက မလိုက်ရင်လည်းကိုယ့်ဟာကိုယ်နေသွားရင်ပြောဆိုပြီးလိုလိုက်ကအဆိုပါချင်းတက်ဟာနောက်ပိုင်းမှာရန်သူဖာစာပါလာအဆိုရကအတုံးပြူနိုင်ခဲ့ပြီးကရင်တွေကိုပြန်လည်တက်ခတ်ရမှာအများပြားကြာရှုံးတန်းရရှိခဲ့ပါရယ်မိမရှို့ပဲထားခဲ့တဲ့လေရင်တွေကိုလည်းရန်သူတွေကပြန်လည်ရရှိပြီးအတုံးပြူနိုင်ခဲ့တာကြောင့်ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်မနှဲလာတဲ့တိခတ်နဲ့နာဆိုးဆိုးမှုကိုဖြစ်ပေါ်စေခဲ့တယ်လို့ဖူစကောလေတော်ကပြောပါရယ်ကရင်တွေကအင်းစိတ်မျိုးကိုတိတ်ထားနိုင်တာကြောင့်ဖာစာပါလာအဆိုရဖို့ ရန်ကုန်မြို့အတွက်စိုးရိမ်ဖွယ်ရာဖြစ်နေပြီးအဆိုပါရန်သူကနေရီမှာရောက်ရှိနေကြတဲ့တပ်မုံကြီးအတော်များများကိုရန်ကုန်မှာပြန်ခေါ်ယူပြီးတိုက်ပွဲကိုဦးစီးစေခဲ့ပါတယ်။ဆိုပါတပ်မုံကြီးတွေထဲမှာဘုံမုံချုပ်ကျော်စောဖရက် အောင်ဖေးလမောင်မော်လွင်စတဲ့သူတွေပါဝင်ခဲ့ကြတဲ့အပြင်ရခိုင်တိုင်းမှာထားရှိတဲ့တရင်ကားကိုလည်းလေရင်နဲ့ရန်ကုန်မြို့ကိုပြန်ခေါ်ခဲ့ပါသေးတယ်။ တက္ကသိုလ်တက်ရင်မှာအပြော်ရန်စစ်မှုထမ်းနေတဲ့တက္ကသိုလ်ကျောင်းသားတွေကိုလည်းစူးစီးပြီးအင်းစိတ်ကိုတိုက်ခတ်ရန်အသုံးပြုခဲ့ကရဲဘော်ဖြူတွေကိုလည်းပါစပါလအစိုးရကအသုံးပြုခဲ့သေးတယ်လို့ဘူစကောလက်တိုကဆိုပါတယ်။အင်းစိတ်မျိုးကရင်တွေစစ်ကန်ရှိတဲ့နေရာတွေကိုဝိုင်းထားကြပြီးကရင်ရက်ကွက်တွေထဲမှာလက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့ရေတပ်ရောကြီးတပ်တွေပါပအဝင်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင်လေရင်နဲ့လည်းပုံကျဲတိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ကူအတွဲကရင်တွေဟာတောင်ပေါ်မှာရှိတဲ့ကရင်လက်နက်ကင်တပ်ရင်းတင်းနဲ့ပြည်မြို့မှာရှိတဲ့ကရင်လက်နက်ကင်တပ်ရင်းနဲ့ထံကိုစစ်ကူတွေတောင်းခံလာခဲ့ပါတယ်။တပ်ရင်းတစ်စစ်ကြောင်းကဆင်းလာခဲ့ပေမဲ့လည်းဘကူဖျားကြီးတိုက်ပွဲမှာစစ်ဦးကျိုးကပြန်ဆုတ်သွားရပြီးတပ်ရင်းနဲ့မှမူကျိုးပင်ကောင်းမပင်အတိုက်ခံရပြီးတက်တတက်လုံးကစင့်ကလျားဖြစ်ကုန်ခဲ့တယ်လို့ဘူစကောလက်တော်ကပြောပါတယ်။ဒါမှမဟုတ်လည်းအင်းစိတ်တိုက်ပွဲမှာအကူအညီပေးရန်အတွက်တောင်ကုန်က KNDO တပ်ဖွဲ့နဲ့တထုပ်ကမောင်ညိုဦးစီးတဲ့ MNDO တပ်ဖွဲ့တို့ဟာအင်းစိတ်ကိုအစ်ကူဖြစ်ရောက်ရှိသွားခဲ့ပြီးအင်းစိတ်တပ်ဖွဲ့ရှိရန်သူကိုပါဝင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ရန်သူစားအင်းစိတ်ကလည်းဆုတ်သွားကြရတဲ့အထိအဆိုပါတိုက်ပွဲတွေကပါဝင်တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်ပါတယ်လို့ဘူစကောလေတိုကပြောပါတယ်။ဟုတ်ကဲ့ပါဒီတစ်ပတ်တင်ဆက်ပေးခဲ့တဲ့အစီအစဉ်ကိုဒီမှာပဲရန်နာပြပါစေခင်ဗျာ။ ဒီစီစဉ်ကိုအပတ်စဉ်ထုတ်လွှင့်သွားမှာဖြစ်ပြီးနောက်ပတ်တွေမှာလည်းဘလို့အကြောင်းအရာတွေကိုတင်ဆက်သွားမှာလဲဆိုတာစောင့်မျှော်ကြည့်ရှုကြပါဦးနော်။ Don't often pray the man begin ကျမ်းမှာကြပါစေကြောင်းဆုတောင်းလိုက်ပါခင်ဗျာ။ဆုတောင်း